ြကင်တစ်ခုကဈေးနှုန်းချင်းတိတ်မကွာပေမဲ့စကေးအဖက်ပိုင်းတွေကကွာသွားမှလားဆိုတော့ကျွန်တော်လည်းတူတူကြည့်လိုက်အောင်အရင်ဆုံးစကင်ရဲ့ intro animation လေးပါဒီစကင်ကကျွန်တော် diamond 200လောက်နဲ့ရထားတဲ့စကင်လေးပါ intro ဘိုင်းမှာတော့လိပ်ပြလေးစုံစုံလင်းလင်းနဲ့လိပ်ပြဒီဇိုင်းတွားထားပြီးတူကင်နေကြဒုတ်ကောက်လေးကိုတော့မေရာပုံစံလေးပြောင်းထားတာကိုတွေ့ရတယ် MBS စကင်ကတော့ diamond 900ကျော်လောက်ပေးရပြီ intro ဘိုင်းမှာတော့ထူးခြားတာတိတ်ပြီးတော့မတွေ့ရဘူး background ကလည်းမပြောင်းထားတော့ epic skin ကပဲအများကြီးတာတယ်လို့ဆိုရမှာပါ scale up ပိုင်းကိုကြည့်အောင် scale 1 scale 1တောင်းလိုက်ရင်တော့အပေါ်မှာ mirror တစ်ခုထွက်လာပြီအောက်နာလေးမှာတော့လက်ပြလေးနှစ်ကောင်ပြန်နေတာကိုတွေ့ရတယ်။ကွဲထွက်သွားတဲ့အခါမှာလည်းလက်ပြတောင်းပန်လေးပါထွက်လာပါသေးတယ်။ MBS scan မှာတော့ scale 1တောင်းလိုက်ရင်အပေါ်မှာ MBS zone နဲ့စာသားလေးပေါ်လာပြီးအောက်နာလေးမှာတော့အဖြူရောင်အလင်းတန်းလေးနှစ်ခုဝဲနေတာကိုတွေ့ရတယ်။ကွဲထွက်သွားတဲ့အခါမှာတော့ဖန်ချက်လေးတွေအများကြီးထွက်ပေါ်လာတာကိုတွေ့ရတယ်။ စကေတူအဘက်စကန်မှာတော့စကေတူတောင်းလိုက်ရင်အဝိုင်းနားမှာလိပ်ပြလေးတကောင်ပြန်သွားတာကိုတွေ့ရတယ်။ MBA မှာကြာတော့အဖြူရောင်လေးပတ်သွားတာကိုပဲမြင်ကြမှာပါ။အာဒီမိတ်အဘက်စကန်ရအာဒီမိတ်ကတော့မက်ဒီတာကအတောင်ပံထွက်လာပြီးလေလာမှာလဲနင်းစင်ပွင့်ကြီးပေါ်လာတယ်။ပြီးတော့လိပ်ပြလေးတွေကလည်းတကောင်ချင်းစီပြန်ထွက်လာတာကိုတွေ့ရပါတယ်။အာဒီမိတ်ကတော့တတော်လေးကိုလာတယ်လို့ပဲဆိုရမှာပါ။ MBA ရအာဒီမိတ်ကတော့လေလာမှာနှစ်ချက်လေးအမတ်တာပေါ်လာတာကလွင် ကျန်တာတွေကအရန်ကြီးလာတဲ့အထေတော့မပါဘူးဆိုတော့ဒီစကင်တစ်ခုမှဆိုရင်ဈေးကလည်းတက်တက်တတာနဲ့ရနိုင်တဲ့ Epic Skin ကပဲတော်တော်လေးကိုလာတာမို့အခုလာနေတော့ဘရာတော်တို့အနေနဲ့ယူထားတင်ပါတယ်